တတိယကလည်းရှိဂျပန်မှာကြောက်တဲ့ရင်းနဲ့အလုံးလုံးနေပါလေဖေဟာတဲ့အလုံးမှာကိုကိုကကိုယ့်အတွက်စဉ်းစားပေးတယ်လို့လို့နေတဲ့အပြစ်ရှာအနိုင်ကျင့်တဲ့လူတွေနဲ့တွေ့တဲ့အခါဘယ်လိုစိတ်ခံရမလဲဘယ်လိုဒေါသမထွက်အောင်မရမလဲဆိုတာဒီကိုဟောပြပေးစီလိုပါလေလို့ဒါရောက်ပြီးတော့မှရှင်းခါလာဖြစ်ပါလေဟုတ်ကဲ့ပါမိကိုလေးရတော့ကောင်းပါတယ်ကျွန်တော်တို့အလုပ်တွေမှာဆိုရင်အခက်အခဲပြဿနာတွေရှိတတ်ပါတယ်ကဲတရားလေးကိုလည်းနားထောင်ကြည့်ပါဦးခင်ဗျာ မြတ်စွာဘုရားလက်ထက်ကမြတ်စွာဘုရားကယန္တော်လေးတစ်ပါးဟာအမတန်နဲ့ညီကျန်းတတ်တဲ့နေရာတစ်ခုကိုခရီးထွက်ရတော့မယ်ဆိုတော့စတတ်တဲ့မိဂုံကြီးတွေမိပါတယ်။ဘာမိဂုံမိလဲလို့ဆိုတော့ချက်သားတဲ့ဒါကြလို့အဲ့ဒီကျန်းတတ်တဲ့နေရာတစ်ခုကိုရောက်ခဲ့ရဆိုကြပါစို့။အဲ့ဒီဟာပုဂ္ဂိုလ်တွေကဘုရားတရားတန်ခါယန္တာသုံးပါးကိုလည်းယုံကြည်ကိုင်းရှင်းမှုရှိတာဖြစ်တဲ့အတွက်တင့်ကိုတဲ့ဆဲရည်လာကြလိမ့်မယ်တဲ့။ အဲ့လိုဆဲလာတဲ့အခါမှာတင့်အင်းကြီးနဲ့ဘလို့တုတ်ပြန်မလဲလို့ပြီးတော့ညစောများလည်းသူတို့တွေကတပည့်တော်ကိုဆဲဆဲတာပါဗျာဆိုလဲဆိုတော့ no 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 တပည့်တော်ကိုခဲနေတယ်မကြည့်ကြသေးဘူး no 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 ဒါလည်းမိခါမှာပဲဗျာဒါဆိုရင်အဲ့ဒီပုံကိုကြီးကမင်းကိုခဲနေတယ်ဟိုးထုနေပေါက်ကြတယ်ဆိုကြပါဦး no 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 ညစောပြားတဲ့တကယ်လို့ဒီလိုဂဲနေတဲ့ပြည့်တယ်ဆိုရင်တော့ဒီလိုဒုတိယအရင်းနဲ့အမိကလာပြီးတော့ခုတ်ချစ်ချင်းဘလုံးကြတယ်ပေါ့ဗျာအဲ့လိုဒီလိုတိခါမှာပဲဗျာ Oh my god အဲ့ဒီပုံပေါ်တွေကအမိကလာပြီးတော့ဒုတိယရိုက်ကြတယ်ခုတ်ပြီးဆိုတော့ Oh my god ဒီလိုတိခါမှာလေဆိုညစောပြားတဲ့တကယ်လို့ဒီပုံပေါ်တွေကဒီလိုကိုဒုတိယရိုက်ကြတယ်ခုတ်ခဲ့မယ်ဆိုရင်ဒီပုံတွေကဟာဒုတိယရိုက်ကြတာ Dale, no, 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 အဲ့တော့ကျွန်တော်တို့လောက်ကင်ပြဿနာနဲ့ပတ်သက်ပြီးတော့ဒီယဟန်တပါကတိခန့်ခြင်းတရားကို လွဲမသွားဟောတော့တာတွေ့ရပါတယ်တိခန့်ခြင်းနဲ့ပတ်သက်ပြီးတော့လည်းယခုလိုပုံစံမျိုးမဟုတ်ပါဘူးတိခန့်ခြင်းတရားကိုလွဲမသွားဟောတော့တာတစ်ချက် ောက်တစ်ခါဒီလိုတရားမျိုးကလည်းဒါဟာမြတ်စွာဘုရားလက်ထက်မှာငါတကယ်မရှိခဲ့ပါဘူးเนาะမရှိခဲ့ပါဘူးတရားတရားပုံပြင်ဝိထုတွေကိုတက်တက်ဟောလူကြောက်အောင်အောင်ဖွဲ့ဆူထားတဲ့ကပြားတွေဝိထုတွေဖြစ်ပါတယ်အာအဲ့ရောကျွန်တော်ယဟန်ဆိုတာကကပြားတွေဝိထုတွေကို တရားဖြစ်မဟောရဘူးဆိုတဲ့ဝိနည်းရလဲပြတ်ပါတယ်အဲတိက္ကံခြင်းတရားကိုလွယ်မစွာဟောကြားတဲ့တရားလဲပြတ်ပါတယ် သူ့ရဲ့မိကုံကအလုတ်ထဲမှာအာအခက်ခဲပြဿနာဖြစ်တယ်။အဲလူတွေကသဘောမကျတော့ပြရတဲ့ပေါ့။နော်။အဲ့တော့ကျွန်တော်အလုတ်ထဲမှာအခက်ခဲပြဿနာနဲ့ပတ်သက်ပြီးတော့နှမျိုးရှိပါလေ။ပထမတစ်မျိုးကမိမိကအလုတ်ကင်ကြီးသွေးညံ့ဖြစ်တဲ့အတွက်တစ်ဖက်လူတွေကအာသူတို့အလုတ်အတွက်အခက်ခဲဖြစ်တဲ့အတွက်ကျွန်တော်တို့အပြစ်ပြောတဲ့ဤတစ်မျိုးရှိပါလေ။ဒုတိယတစ်ချက်ကကျွန်တော်တို့ဒီအလုတ်ကိုကောင်းကောင်းမွန်စွာလုပ်နိုင်တဲ့အတွက် တစ်ဖက်လူကကျွန်တော်သူတို့ကိုအကူအညီပေးဖို့တောင်းတနေတဲ့အာပုံစံတစ်မျိုးဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တို့ကပထမတစ်ချက်ကမိမိကအည်သွေးညံ့နေဆိုရင်တစ်ဖက်လူတွေအတွက်ခက်ခဲဖြစ်တယ်။တစ်ဖက်လူတွေကငါအလိုမကျဖြစ်ရတယ်။အဲ့ဒီခါပြစ်ပျော်ခံရမယ်နော်။အဲ့တော့ကျွန်တော်တို့ကမိမိရဲ့အလောက်ကမိမိကသူများတကာအတွက်ခက်ခဲဖြစ်စီတော့ အလုံမျိုးလုံနေလားမိမိရအရေးတွေးမမိဘူးလားသတ်သဖြင့်ကိုကိုကိုပြန်ဆန်းစစ်ရမှာဖြစ်ပါတယ်။နံပါတ်2ချက်ကတော့မိမိကအလုံလောက်တာမြန်ဆန်ပြီးသူများတဲ့ပြီးမြောက်နေအရင်ဆုံးပြီးမြောက်နေမယ်သူများတက်ကတွေကမပြီးမြောက်သေးဘူးဖြစ်တယ်။အဲ့တော့သူတို့ချီလက်ကူညီဖို့အတွက်သူတို့မှဆန္ဒရှိတယ်။အဲအဲ့လိုမျိုးမကူညီခြင်းဘူးဆိုရင်တော့မိမိကသူတို့သူတို့လိုပဲအချိန်ဆွဲပြီးတော့သူတို့နဲ့ အတူအာပြီးမြောက်အောင်ပြင်ဆွဲပြီးလုပ်လုပ်အောင်မဖြစ်ပါဖြစ်ပါလေ။အာဆိုလိုတဲ့သဘောကသူများကိုမကူညီခြင်းမိမိလည်းအဲသူများထဲအတူတူပြီးအောင်အဲဥပမာပေါ့နော်ကျွန်တော်တို့ဟာမောကိုအလုပ်ကိုကိုမောပန်းနေတဲ့ပုံစံမျိုးနဲ့ဟန်ဆောင်ပြီးတော့အာနေနေရပါမယ်နော်။ကိုကိုကငါကျွမ်းနဲ့ငါတက်တယ်ဆိုပြီးတော့သူများထဲအရင်အာသူများကိုအဲ့လိုမျိုးတော့เนาะဟောမျက်စိ ဟိုစူးစိမ်တဲ့ပုံစံမျိုးနဲ့မနေရပါဘူး။အဲ့တော့ကျွန်တော်တို့ကအလုပ်ထဲမှာအခက်အခဲပြဿနာနှစ်ခုကအဲ့ဒီနှစ်ခုကိုကျွန်တော်တို့ထိန်းသိမ်းနိုင်မယ်ဆိုရင်အာတယောက်နဲ့တယောက်အမိုးမပွားကြဘူးချစ်ချစ်ကိနေရမှာဖြစ်ပါလေ။အခုလိုတရားမျိုးနဲ့ဆိုရင်တော့ကျွန်တော်တို့ကဒီပြဿနာကိုဖြေရှင်းလို့မရပါဘူး။နော်။ညဆောင်ဖရားရဲ့တရားဒီအကြောင်းအကျိုးဆိုတာရှိပါတယ်။သူကဘာအကြောင်းအကြောင်းဖြစ်လဲဆိုတာကိုကျွန်တော်တို့ကစမ်းသပ်ရမှာဖြစ်ပါတယ်။ အဲအကြောင်းအကြောင်းအကြောင်းတရားကိုသိပြီဆိုရင်အဲကျွန်တော်တို့ကဟိုဆက်ပြပြီးလို့ရတာပေါ့နော်။အော်ခေါင်းဆောင်တွေကိုနဲ့ညှိနှိုင်းပြီးတော့အော်ဆွေးနွေးအဖြစ်ရှာရင်ဒီအခက်အခဲပြဿနာတွေကပြီးသွားမှာဖြစ်ပါလေ။အဲအခုလိုမျိုးဒီလိုမျိုးအော်ဒီရဟန်းလိုမျိုးပေါ့နော်။တရားမျိုးကအာဒါတရားလည်းမဟုတ်ပါဘူးမဟောလို့မရပါဘူးเนาะဒီလိုမျိုးဟောခြင်းဟာတစ်ဖက်ကိုအရန်အရန်ကို ဟောလူတွေကိုအညံ့ခံပါတာဖြစ်ဖြစ်စေသလိုတဖက်ကဟိုနေပြီးတော့လဲအတ္တိသဘောတိုင်းမနေရဘူးဆိုရင်လဲကျွန်တော်တို့ကအာတရားတစ္ဆာတရားမသိတဲ့လူတွေဖြစ်သွားမယ်ဒါတော့ကျွန်တော်တို့ကဒီကဒီတရားမျိုးကဘလို့အကြောင်းတရားပေါ်မှာမူတည်ပြီးမှဟောလို့မရပါဘူးအာဒါလဲကျွန်တော်တို့မြတ်စွာဘုရားရဲ့လမ်းစဉ်မဟုတ်ပါဘူးဆိုတာကိုအာဖြေကြားပေးလိုက်ပါတယ်ဒါကြောင့်ဒီယဟန်ဒီဝိထုတွေကို ဟိုတရားလုတ်ပြီးဟောတဲ့ကဝိနည်းပြတ်ပါတယ်အဲဒီလိုမျိုးတရားအမှားတွေမေခွန်းနဲ့တရားနဲ့မကိုက်ညီခြင်းဟာလေအဲလွယ်မစွာအာတရားကိုသိနေတဲ့ယဟန်တပါဖြစ်ပါတယ်ကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ